ားလုံးမင်္ဂလာပါ Daniel Name YouTube Channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United ကတော့ Athletic Bilbao ကိုကျွန်တော်တို့တွားပြီးတော့3-0နဲ့ကျွန်တော်နိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့တကယ်ကောင်းတဲ့ကျွန်တော် result တခုကိုအသင်းအနေနဲ့ကျွန်တော်ပုံဖော်နိုင်ခဲ့ပြီနောက်ဒီနေရာမှာကျွန်တော်တို့ဒီအသင်းကျွန်တော်တို့ဒီဘာနော် Bilbao ကိုကျွန်တော်တုံ့ပြန်တဲ့ပုံစံတော်တော်လေးကောင်းတယ်အဲဒီ Bilbao ဘက်ကကျွန်တော်တို့ဒီဘာနော်ဟိုဘောလုံးဘောလုံးလေးကင်ပြီးတော့ကျွန်တော်အစောပိုင်း minute တွေမှာတောက်လျှောက်ကျွန်တော်တို့အဆုံးမိုးထားတယ်ကိုရီးယားကျွန်တော်တို့ဒီဘာနော် out အနေထားအောက်သင်းအနေထားမျိုးကျွန်တော်ဖြစ်နေတယ်။ဆိုတော့ဒီလိုအနေထားမျိုးမှာရတဲ့ခွင့်ရည်တွေကိုအကောင်းဆုံးသုံးချနိုင်ခဲ့တယ်ပေါ့နော်။ဆိုတော့ဒီနေ့ပွဲကျွန်တော်တို့ဒီပွဲထွက်လူစင်းအနေထားမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီကွင်းထဲမှာကက်စီဦးကလေးတော်တော်ကိုအဆင်ပြေကျွန်တော်တွေ့ရတယ်။ယူရိုမကွိုင်းရလင်နီလော့ဖ်လင်နီလော့ဖ်ကျွန်တော်ထွက်လာမယ်လို့ကျွန်တော်လုံးဝထင်မထားဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့ Daniel of ကစားသွားတာကျွန်တော်တော်တော်လေးကောင်းတယ်ပေါ့နော်အဲတလုံးလောက်လာသူအမားလို့တဲ့လောက်ပဲပေါ့နော်ကျန်တဲ့ဟာပြတိတ်ပြပြကျွန်တော်ပြဿနာတိတ်မတွေ့ရဘူးအဲဒီနေ့ပွဲမှာကျွန်တော်ဦးနန္ဒာလေးတိတ်ပြီးတော့အလုပ်ရှုပ်ခဲ့တာမျိုးဘာမှမရှိဘူးအဲကွင်းထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ အဒေါ်ဂူရောမဇရာဝီရောကျွန်တော်အတက်ဆင်းနေအရန်မှန်နေပြီးတော့ကျွန်တော်တို့ဒီနံပါတ်10နေနဲ့ကျွန်တော်ချိတ်ဆက်တဲ့နေရာမှာဆိုလို့ရှိရင်ဒေါ်ဂူဖာနန်ဒက်စ်အဆင်ပြေရဖြစ်သလိုကျွန်တော်တို့ဒီပေါ့နော်ကာနာချုံမဇရာဝီဆိုတဲ့ကျွန်တော်အဆင်ပြေတယ်ဒီနေ့ပွဲမှာကျွန်တော်တို့အဲဒီပေါ့နော် rest mat ရဲ့ကျွန်တော်ကြိုးစားအားထုတ်မှုတွေကိုလည်းကျွန်တော်တို့ချီးကျူးရမယ်အနေထားမှဖြစ်တယ်။သူ့ကြောင့်ပဲကျွန်တော်တို့ penalty တစ်လုံးရခဲ့တာဖြစ်တယ်လို့ပွဲရဲ့ကျွန်တော်ဒီအလဲအပြောင်းဖြစ်စေမယ်အနီကက်ကလည်းသူ့ရဲ့ကျွန်တော်ကြိုးစားအားထုတ်မှုကလည်းကျွန်တော်လာခဲ့တဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်။ဆိုတော့ဒီတကြောင်မလို့ဒီနေ့ပွဲမှာတကယ်ကျွန်တော်တို့ဒီ good game ကိုကျွန်တော်တို့ဒီလုံးဝကျွန်တော်တို့ဒီ excellent game ကိုမချစိုင်နိုင်တဲ့အနေနဲ့ကျွန်တော်တို့ပုံဖော်နိုင်ခဲ့တယ်လို့ကျွန်တော်ကတော့ပြောလို့ရရပါတော့ဆိုတော့ကန်တရားကျွန်တော်တို့အချိုးပေးရဒါမှမဟုတ်အဲဒီဘယ်လိုပြောရမလဲ rest mat ဒီပေါ့နော် rest mat ရဲ့ကျွန်တော်တို့ဒီအမှန်ကန်စူးစမ်းအားထုတ်မှုနောက်ကစားသမားတွေရဲ့ကျွန်တော်ကြိုးပမ်းအားထုတ်မှုကြောင့်ကျွန်တော်တို့တကယ်ကြားလာတယ်တကယ်ထိုက်တန်တယ်ကျွန်တော် result တခုကိုကျွန်တော်ရခဲ့တယ်ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ဒီအနည်းကနောက်ပိုင်းကတော့ကျွန်တော်တို့ဒီပေါ့နော်အသင်းဘက်ကဒီတောင်းမှကျွန်တော်တို့ဒီထိန်းချုပ်သွားပြီဆိုတဲ့အခြေအနေဖြစ်တယ်ပြိုင်မက်ကလည်းကျွန်တော်တို့ဒီ out of position မှာ441ဆိုတော့အဲအနေထားမျိုးကြီးနဲ့ကျွန်တော်တို့တောက်ချောင်း defense ရဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ပေါ့နော်ဒီထက်ပိုပြီးတော့ကျွန်တော်တို့အဲဒီ goal တွေကျွန်တော်မင်းရတာတော့နည်းနည်းလေးကျွန်တော်တို့ဒီ နည်းနည်းကျွန်တော်ဒီဘယ်လိုပြောရမလဲပုံမှန် United ကိုကျွန်တော်ပြင်မြင်လိုက်ရသေးပဲပေါ့နော်ဒီ United ကပြပြောရမယ်ဆိုလို့ရှိရင် position အရင်ကင်ပြီးတော့ကိုရီးယားကျွန်တော် transition ကျွန်တော်တို့ဒီပြန်ပြီးတော့ကစားတဲ့အခြေအနေမျိုးမှသာကျွန်တော်တို့ကအဆင်ပြေတာเนาะအဲတကယ်တကယ်တမ်းကျွန်တော်တို့ဒီခံစစ်ပိတ်တဲ့အသင်းတွေဆိုလို့ရှိရင်ကိုရီးယားကျွန်တော်ကိုရီးယားကတော့ခဲရင်တယ်ဆိုတော့အခုလိုမျိုးကျွန်တော်တို့အနီကပ်ဖြစ်ပြီးတော့ခံစစ်ပိတ်လိုက်တဲ့ဆိုတဲ့အခြေအနေမျိုးမှအဲကိုရီးယားဘက်ကကျွန်တော်တို့တော်တော်ခဲရင်သွားတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်အမေလည်းပဲကျွန်တော်ဘီဘာကိုကွင်းမှာ ကျွန်တော်တို့3စီးဆိုတဲ့ result ကကျွန်တော်အိမ်မက်တောင်မက်လို့မရတဲ့အခြေအနေမျိုးပါဆိုတော့ဒါကိုကျွန်တော်တို့အသင်းဘက်ကရအောင်ကျွန်တော်ပုံဖော်နိုင်ခဲ့တာကျွန်တော်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပေါ့နော်အဲဒီပထမဦးဆုံးကျွန်တော်တို့ဒီမိနစ်30ကကက်စမဲရိုရဲ့ goal ပေါ့နော်ကက်စမဲရိုရဲ့ goal မှာဟောမိုင်ကောကျွန်တော်မကွာရဘသူလဲပေါ့ကျွန်တော်ကြည်နေသေးတာကျွန်တော်ကြည်နေအဲ့ဒါအဲ့ဒီတောင်းပန်မှာပေါ့နော်တောင်းပန်မှာအမှန်က dribbling တွေလောက်ပြီးတော့ဟာ cross ကြီးပိတ်ထောင်းလိုက်တယ်ဥကာလေးတိုက်လိုက်တယ် ရန်ကြလာတာကိုကျွန်တော်တို့ဒီကက်စီကျွန်တော်တို့လုံးဝအကောင်းဆုံးကျွန်တော်ခေါင်းတိုက်ပြီးတော့ကျွန်တော်တို့ဥဆောင်ကိုကျွန်တော်တင်းတွတ်ရအောင်ကျွန်တော်ယူပေးနိုင်ခဲ့တယ်။ဒီနေရာမှာ cross ကျင်လိုက်တာကိုကျွန်တော်ကြည့်နေတာဘသူလဲပေါ့။ငါနာချိုလဲအဲ့လောက်လူကောင်းကြီးအကြီးမဟုတ်ဘူးပေါ့။ဘသူလဲပေါ့။ဒီမှာဆရာသမားမကွိုင်းရ။အမှန်ငောင်လှဲ့တာဆရာသမားကြီး။ဒီမှာဒီဘီဘဝကောင်တော့မှဟို6တွေတောင်ခွင်းသွားလောက်တယ်။ဆိုတော့ တော်တော်ကောင်းတယ်ကျွန်တော်ဥဆောင်ကိုကျွန်တော်တို့ဒီအသင်းဘက်ကရသွားတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ဒီပွဲတော်တော်ကောင်းသွားပြီပေါ့နော်ဒီနေရာမှာကျွန်တော်တော်တော်ကြီးလို့ကောင်းသွားပြီအသင်းဘက်ကလည်းကျွန်တော်ဒီ confidence level ပို့ပြီးတော့ high လာပြီဆိုတဲ့အချိန်မျိုးဖြစ်သွားပြီအဲ့ဒီနေရာမှာအဲတောက်လျှောက်ကျွန်တော်တို့ဒီပေါ့နော်အဲတစ်ဖက်ကကျွန်တော်ဘီဘာဟိုကလည်းတိုက်စစ်ကိုကျွန်တော်တို့ goal ပေးလိုက်ရပြီဆိုတဲ့အနေအထားမှာတိုက်စစ်ကိုကျွန်တော်ဖွင့်လာတယ်ဖွင့်လာတဲ့အနေအထားမှာအသင်းဘက်ကကျွန်တော်တို့ဒီ အဲဒီဘာနော်လိုချင်တဲ့ကျွန်တော် transition တွေတောက်လျှောက်ကျွန်တော်ရတယ်ဒီနေသားမှာကျွန်တော် transition တစ်ခုကနေပြီးတော့ဂါနာချိုရဲ့ကျွန်တော်ဒီချိုးပေးမှုလာတာအော်မဇရာဝီထင်တယ်မဇရာဝီကျွန်တော်ချိုးပေးတာကိုတကယ်တမ်းကျွန်တော်ဒီဘာနော်အဲဒီဘီဘာကိုကစားသမားမဆွဲဘူးဆိုလို့ရှိရင်လည်းတကယ်တကယ်တမ်းကျွန်တော်ဂိုးဖြစ်နိုင်ကြီးတော်တော်များတယ်ဘာလို့ဆိုတော့ respect ကကျွန်တော်လုံးဝအလူကြီးဘလုံးတစ်ဖက်ကကျွန်တော်လာတဲ့အချိန်နဲ့သူပြေးထွက်တဲ့အချိန်နဲ့လုံးဝကွက်တီတိုင်းပဲ။ဆိုတော့ဒီလိုချင်းနေမျိုးဆိုတော့ဖက်ကကျွန်တော်ဒီနောက်တန်း နောက်တန်းထင်တယ်ကျွန်တော် Daniel Vivian ကအဲဒီဘောနော်ပခုံးကိုကျွန်တော်ပိတ်ဆွဲလိုက်အဲ့ဒါကို VR ကိုကျွန်တော်ဘယ်နှဘယ်နှမိနစ်လောက်ကျွန်တော်ကြည်နေတယ်မသိဘူးဒီလောက်ကျွန်တော်တို့ရှင်းနေတဲ့ကိစ္စကြီးကိုဒီလောက်ရှင်းလင်းနေတဲ့ကိစ္စကြီးကိုနော်ပြည့်ထွက်သွားတယ်ဖတ်ခနဲ့ပခုံးကိုပိတ်ဆွဲလိုက်တယ်ဆိုတော့ဥမာပက်လက်ကြီးလန်းသွားတယ်ဆိုတော့ဒါကြီးကကျွန်တော်တို့ဒီလုံးဝ goal scoring opportunity နီကန်ပြီးတော့ကျွန်တော်တို့ဒီ area box ထဲမှာဖြစ်တဲ့တကြောင်မျိုးပတ်နေတယ်ဒါကျွန်တော်တို့ဘာမှအငင်းပွားစရာကျွန်တော်မရှိဘူးဆိုတော့ ဘရူနိုပနတီယာတော့ကျွန်တော်ဘရူနိုတို့ကလုံးဝစိတ်ချရတယ်ပေါ့နော်ဆိုတော့တတိယကူကတော့ဒါကကျွန်တော်တို့ဒီအသင်းရဲ့ကျွန်တော် contribution နော်အသင်းရဲ့ကျွန်တော်တို့ဒီပေါ့နော် open play ကျွန်တော်ကောင်းမွန်မှုကလည်းကျွန်တော်လာတယ်ဆိုတော့အနည်းကနောက်ပိုင်းမှာကျွန်တော်တို့တွင်းနိုင်နေဖို့ကဒီပေါ့နော်တကူကျွန်တော်တို့ရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒီပွဲမှာကျွန်တော်တို့ဒီပေါ့နော် true jet ကျွန်တော်ချီကျူးအောင်မယ်ဆိုလို့ရှိရင်ထပ်ပြီးတော့ casio လည်းရှိတယ်ပြီးတော့ကျွန်တော်တို့ဒီ ugandi ပေါ့ဒီနေ့ပွဲမှာကျွန်တော်တို့ဒီအဲဒီ a6 နှလုံးတီတူ ဖန်တီးပေးနိုင်ခဲ့တယ်ဗောနော်ဆိုတော့ဥကာဒီဒီနေ့ပွဲတော်တော်လေးကိုအဆင်ပြေတာကျွန်တော်တွေ့ရတယ်ဗောနော်ဆိုတော့ကျန်တဲ့ကစားသမားကြီးဆိုလို့ရှိရင်လည်းဘာမှကျွန်တော်ဒီနေ့ပွဲမှာသိပ်ပြီးတော့အများကြီးပြောနေစရာမလိုဘူးဗောနော်ဆိုတော့ဒီ result ကတကယ်ကိုကျွန်တော်တို့ဒီဗောနော်လုံးဝကျွန်တော်တို့ဒီ United ပြည်သက်တွေအတွက်တကယ်ကျေနပ်စရာ result ပဲဘာလို့ဆိုတော့ကျွန်တော်တို့ Viber ကိုအိမ်ဝင်းမှာနိုင်မယ်လို့တောင်ကျွန်တော်တို့လုံးဝမထင်ထားခဲ့တာဗောနော်ဆိုတော့အခုလက်ရှိအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့3-0ဆိုတဲ့ result တစ်ခုနဲ့ကျွန်တော်တို့ Spain မြန်ကနေပြီးတော့ England ကိုကျွန်တော်ပြန်လာနိုင်ပြီဖြစ်တယ်ဆိုတော့ အင်္ဂလန်ကျွန်တော် ultra four မှာကျွန်တော်ပြန်ပြီးရကစားတဲ့ခါကြလို့ရှိရင်ဆောက်လွဲရမဖြစ်ဖို့ပဲလိုတော့တယ်ကျွန်တော်တို့ဒီရှေ့ကျွန်တော် lion နဲ့ပွဲကိုကျွန်တော်ကြည့်ကြည့်လို့ရတယ် lion နဲ့ပွဲဆိုလို့ရှိရင်လည်းဒီဘောနော်ကိုအင်ငွေမှာကျွန်တော်အမှန်ကန်အဆင်ပြေနေတဲ့2စီးနဲ့ကျွန်တော်ဥဆောင်ထားတယ်နောက်ကြကျွန်တော်ဘယ်လိုဖြစ်လဲတိုင်းနေပတ်လာတယ်နောက်ကိုယ်ပြန်ပေးရအဲ့လိုပုံစံမျိုးကိုကျွန်တော်ဖြစ်လို့မရဘူးဆိုတော့အဲဒီဘောနော်အဲကျွန်တော် ultra four မှာပြန်ကစားတဲ့အခါကြလို့ရှိရင်ကျွန်တော်၁၁ယောက်၁၁ယောက်အနေထားဖြစ်သွားပြီဒီအနေထားမှာအသင်းဘက်ကကျွန်တော်တို့ဒီဘောနော်ဘောလုံးပိုင်ဆိုင်မှု ပါညာကျွန်တော်တို့အများကြီးယူပြီးတော့ကျွန်တော်တို့ကစားရမယ့်အခြေအနေမျိုးမှာမရှိဘူးပြီးပါဦးရမယ်ကျွန်တော်တို့ဒီပေါ့နော်ဟိုများသောအဖြစ်ပေါ့နော်များသောအဖြစ်ကျွန်တော်တို့ဒီတိုက်စစ်တိုက်စစ်တိုက်စစ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကစားလာမှာဆိုတော့လူနေသားမျိုးမှာဒီအသင်းဘက်ကကျွန်တော်တို့ဒီပေါ့နော်ဟိုဘယ်လိုပြောရမလဲထပ်ပြီးတော့ကျွန်တော်တို့အနိုင်ယူဖို့အတွက်ကိုပဲထပ်ပြီးတော့ကြိုးပမ်းရမှာဒီ reset ကိုကျွန်တော်တို့ပိတ်ဖို့ outro ဖို့မှာကြိုးပမ်းမယ်ဆိုလို့ရှိရင်တော့ဒါပြောရမယ်ဆိုလို့ရှိရင်တော်တော်ကြီးဒီပေါ့နော်ဟိုရလတ်ဆိုးတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်သွားဘာလို့လဲဆိုတော့ကိုရီအသင်းက ဒီဘာနော်ကျွန်တော်တို့ဒီ box defending အားနည်းတဲ့ထဲမှာပါတယ် set piece defending နေလည်းကျွန်တော်အားနည်းတယ်ဆိုတော့ဒီကြောင်မလို့အဲကျွန်တော်တို့ဒီ ultra four ရောက်တဲ့အခါကြလို့ရှိရင်လည်းအခုလက်ရှိဒီပုံစံအတိုင်းပဲကျွန်တော်တို့ကစားဖို့လိုတယ် okay ဘောလုံးပေးကင်မယ်ဆိုလဲပေးကင်လိုက်နော်ပြီးပါအောင်ကျွန်တော်ပေးကင်ကျွန်တော်တို့ defense ကိုတင်ချာကျွန်တော်တို့ဒီဘာနော်ဟို solid ဖြစ်အောင်တင်ချာလောက်ပြီးလို့ရှိရင်ကျွန်တော် transition တွေရအောင်ကျွန်တော်ဒီချစ်တီရောက်ဖြစ်အောင်ပြန်ပြီးတော့ကစားဒီလိုပုံစံဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီ ultra four မှာထပ်ပြီးတော့အနိုင်ယူဖို့လိုတဲ့ အခြေအနေမျိုးမှာကျွန်တော်ရှိနေပါတယ်မဟုတ်လို့ဆိုတော့ကျွန်တော်တို့ဥပမာထားပါတော့ဒီပေါ့နော်ကိုအတင်းရဗျာခိုးပေးလိုက်ရပြီဆိုလို့ရှိရင်ဘယ်လိုပုံစံကျွန်တော်ဖြစ်တယ်လဲကိုအတင်းရကျွန်တော်တို့ဒီတစ်ဖက်အတင်းကိုခိုးပေးလိုက်ရပြီဆိုလို့ရှိရင်တော်တော်ကို shake ဖြစ်တဲ့အနေအထားမျိုးမှာကျွန်တော်ရှိတယ်ဒီနေ့ပွဲဗျာကျွန်တော်တို့ဒီပေါ့နော်၁၀ယောက်၁၁ယောက်အနေအထားမျိုးမှာတကယ်လို့ဘီမာအောင်များကျွန်တော်ကိုးရသွားကြည့်အခြေအနေကတစ်မျိုးတစ်မျိုးမျိုးကျွန်တော်ပြောင်းသွားမှာပြောင်းသွားမှာမဟုတ်လို့ဆိုတော့ကိုအတင်းရဒီပါနော်ဟိုကစားသမားတွေရဲ့အခြေအနေတွေကိုကျွန်တော်တို့ကကြိုသိပြီးသားဗျာဒီလိုတွေရဒီလိုတွေရကျွန်တော်တို့ကမြင်လာပြီးသား တော့ lion နဲ့ပွဲလေဒီတိုင်းပဲကျွန်တော်ဒီ10ယောက်11ယောက်အနေထားမျိုးကျွန်တော်ဖြစ်နေရတော့မှကျွန်တော်နှစ်ကိုးတိတိကျွန်တော်ခွင့်ပြုလိုက်ရတယ်เนาะပြီးတော့ကျွန်တော်ဒီအချိန်ပူတွေရောက်တယ်နောက်ထပ်နှစ်ကိုးကျွန်တော်ထပ်ပေးရတယ်ဒီလိုမျိုးပေါ့ဆိုတော့အသင်းဘက်ကကျွန်တော်ဒီမနော်ဟိုဘယ်လိုပြောရမလဲဒီပြကျွန်တော်ချမှတ်ထားရပဲဖြစ်ဖြစ်ဟိုအသင်းကစားသမားတွေပုံဖော်နေတဲ့ပုံစံတစ်ခုကိုကျွန်တော်ဒီပေါ့နော်တစ်ခုခုကျွန်တော်လွဲချော်သွားတယ်ဆိုလို့ရှိရင်အသင်းရဲ့ကစားသမားတွေကကျွန်တော်ဒီပေါ့နော်တိုင်ပတ်တဲ့ထဲမှာပါတယ်ဆိုတော့ အဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးတွေကြောင့်မဖြစ်ချင်ဘူးဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအခုလက်ရှိဒီ result ဆိုလို့ရှိရင်ဒါလုံးဝကျွန်တော်ကျင်းနေဆရာ result တခုကျွန်တော်ဖြစ်တယ်ဆိုတော့ကိုယ်အိမ်ဝင်ရောက်တဲ့ခါကြလို့ရှိရင်လည်းကျွန်တော်တို့ဒီပြန်ပြီးတော့အနိုင်ယူဖို့အတွက်ကိုပြန်ကြိုးပမ်းမှရမယ်ဒီ result ကိုကျွန်တော်ပိတ်ဖို့ကြိုးပမ်းတော့မရဘူးဆိုတော့ဒါကတော့ကျွန်တော်တို့ဒီဘာနော်နောက်တစ်ပတ်ပေါ့လေနောက်တစ်ပတ်ကြာလို့ရှိရင်တော့ကျွန်တော်ထပ်ပြီးတော့စောင့်ကြည့်ရမယ့်ခြေအနေမျိုးဘယ်လိုပဲဖြစ်ဖြစ်ပထမအကြော့မှာ ဒီပေါ့နော်ဟိုကိုယ်အိမ်ဝင်မှာဟုတ်တယ်အဝေးဝင်မှာကျွန်တော်တို့ 3G ဆိုတဲ့ reset နဲ့ဥဆောင်လာနိုင်တယ်ဆိုတာကဒါကျွန်တော်တို့ဒီပေါ့နော်အခွင့်အရေးကလုံးဝကျွန်တော်အများကြီးအများကြီးအများကြီးဆိုတော့ကျွန်တော်ရှိပါတယ်ဆိုတော့ United ကျွန်တော်တို့ဒီနောက်တစ်ကြော့ပြည်ရနဲ့ကျွန်တော်တို့ဒီပေါ့နော် final ကိုကျွန်တော်တတ်နိုင်မလားအခုလက်ရှိကျွန်တော်စပါးကတော့3-1နဲ့သူ့အိမ်ဝင်မှာနိုင်သွားပြီဆိုတော့အဲဒီနောက်တစ်ကြော့ကကျွန်တော်တို့ဒီဗာလဲဘိုလုံကလင်းအိမ်ဝင်မှာစပါးကန်ရမယ်ဆိုတော့အချိန်ကြီးကတော့ကျွန်တော်တို့ဒီစပါးတက်ဖို့ကလည်းများနေပြီဆိုတော့ all england ကျွန်တော်တို့ဒီ europa league final เนี่ยကျွန်တော်တို့ဖြစ်ကောင်းဖြစ်လာမလားပါလीဆိုတော့ စောင့်ကြည့်ကြရပါလိမ့်ဆိုတော့ကျွန်တော်တို့မှာကျွန်တော်တို့မှာကအခုလက်ရှိအနေထားမျိုးကဒီကျွန်တော်တို့ကစမားနေဆိုလို့ရှိရင်ဒါကြောက်ကြည့်ကြည့်ပါနော်ဟိုဖြစ်နေတဲ့ပုံစံတွေအကုန်တူတူပဲသိလားဖြစ်နေတဲ့ပုံစံအကုန်တူတူပဲတခုတော့ရှိရပါနော်တခုတော့ရှိရဖြစ်နေတဲ့ပုံစံအကုန်တူတူပဲဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့အခုလက်ရှိဆိုလို့ဒီရစီဆိုလို့ရှိရင်စပားဆိုဘလောက်တိုင်မတ်နေလဲနော်ကိုယ်နဲ့လုံးဝညီကိုဖြစ်နေတာနော် तू က14ကိုက35ကိုက35 तू က14ဒီလိုပုံစံဖြစ်နေတယ်ဆိုတော့ အခုလက်ရှိစမားဆိုလို့ရှိရင်ဒါကျွန်တော်နောက်တစ်ဆင့်တက်ဖို့အချိန်လေးတော်တော်လေးကောင်းသွားတယ်မှာပါတယ်ကိုကြီးလည်းကျွန်တော်တို့ဒီနောက်တစ်ဆင့်တက်ဖို့အချိန်လေးအမ်မဆိုးဘူးပါလေအချိန်လေးတော်တော်ကြီးကိုကောင်းသွားတဲ့အချိန်မျိုးမှာတော့ရှိတယ်ဆိုတော့ကိုအသင်းကကိုအသင်းကစားမိုင်းတည့်ရတော့အရင်ကြီးတော့ကျွန်တော်ရွှေလုံးမြန်လေးเนาะနောက်ဒီ Ultra Blue ဖြစ်ပေကကျွန်တော်တို့ဒီ Ultra 4မှာဒီဒီလို 3C ဆိုတဲ့ result နဲ့ဥဆောင်ပြီးတော့ကစားရတာခင်ဗျားတို့ဘဏ္ဍပွဲများကျွန်တော်ကြုံမှုလေเนาะဘဏ္ဍပွဲများကျွန်တော်ကြုံမှုလေမရှိဘူးလေเนาะအဲ့လိုပုံစံမျိုးဆိုတော့ပြီးပါအောင်လို့အသင်း เนาะ 3C ဆိုတဲ့ reset နဲ့ဥဆောင်ထားတယ်ကိုယ်ဝင်ဝင်ဖြစ်တယ်နောက်တစ်ဆင့်ထပ်ဖို့ကကျွန်တော်တို့ဒီရာခိုင်နှုန်းအပြည့်ကြည့်မယ်ဆိုလို့ရှိရင်90ပါ90%လောက်တည်ကြတော့တည်ကြသွားပြီလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်ဆိုတော့ all england fine တွေကျွန်တော်ဖြစ်လာမလားဗောလေဆိုတော့အခုလက်ရှိဆိုလို့ရှိရင်စပါးကလည်းကျွန်တော်တို့ဒီနိုင်သွားပြီဆိုတော့သူတို့အခြေအနေတွေကဗျာဒီဒီစပါးမှာလည်းကျွန်တော်တို့ဒီ europa league ဒီဖလားဆိုတဲ့မျောလင်းချက်တစ်ခုပဲရှိတယ်။ဘာလို့ဆိုတော့အခုလက်ရှိကျွန်တော်အဆင့်ကလည်းကျွန်တော်တို့နဲ့တိတ်ပြီးတော့ကျွန်တော်ကွာတဲ့အထက်မှာမပါဘူး။ဆိုတော့ ဒီရာသီမှာသူတို့ဒီပရီးမီးယားလိဂ်ကနေပြီးဥရောပဝင်ငွေဆိုတာလုံးဝကျွန်တော်မရှိတော့တဲ့အခြေအနေမျိုးဖြစ်သွားပြီဆိုတော့ဒီနေ့ထားမှာဒီဘောနော်အဲဒီယူရိုပါလိဂ်ကသူတို့အတွက်လုံးဝကျွန်တော်ဒီနောက်နှစ်ချန်ပီယံလိလမ်းကြောင်းတစ်ခုကျွန်တော်ဖြစ်နေတယ်ဆိုတော့ဒီနေ့အဲဒီလိုအခြေအနေမျိုးမှာသူတို့နောက်တစ်ဆင့်ကိုတက်ဖို့ပါလေတော်တော်ကိုအားကောင်းသွားတယ်3-1ဆိုတဲ့ result ကကိုရင်းနေထားကလည်းနောက်တစ်ဆင့်တက်ဖို့အခြေအနေမှာကျွန်တော်ရှိနေပြီဆိုတော့ all england final ညကျွန်တော်ဖြစ်လာမလားပေါ့လေဆိုတော့ united ကိုလည်းကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီဖလားမမရအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်နှစ်မှာเนาะ နောက်နေ့မှာအတန်းကြောဒီစီဇန်ကလုံးဝကြော failure season ကြောဖြစ်သွားမှာလုံးဝကြော fail ပဲเนาะလုံးဝ fail ပဲဘာဖြစ်ဆိုကျွန်တော်တို့ဒီမှာတမိုင်းမှာတစ်ခါမှမရောက်ဘူးလေကျွန်တော်အဆင့်၁၄၄၅လေကျွန်တော်ရောက်တယ်เนาะပြီးလို့ရှိရင်ကျွန်တော်ဒီဘာเนาะအဲဒီဒီဒီဘာလဲဥရောပဝင်ဝင်ဆိုလို့ရှိရင်လည်းဘာမှကျွန်တော်မရတော့ဘူးဆိုတော့တော်တော်ကိုကျွန်တော် fail တဲ့ season ဖြစ်သွားမယ်ဝင်ဥရောပဝင်ဝင်နေမရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ budget ကျွန်တော်လုံးဝတော့မရှိဘူး sponsor deal တွေကျွန်တော်ပြတ်မယ်အဲ sponsor deal ကြီးမှာကျွန်တော်ဒီ short ခံရတာမျိုးကြီးကျွန်တော်ရှိမယ်เนาะ ပြီးလို့ရှိရင် budget လုံးလုံးမရှိရတဲ့ကြောင့်မလို့ဒီ summer transfer မှာကျွန်တော်အပြောင်းအရွှေ့တွေလုပ်တဲ့နေရာမှာဆိုလို့ရှိရင်ဒီလုတ်ဖို့လိုအပ်တဲ့အခြေအနေမျိုးတွေကျွန်တော်နှောက်နေမယ်ဆိုတော့ဒီလိုမျိုးတွေကျွန်တော်တို့ဒီစိုးကျိုးတွေကအများကြီးတည်လာမှာဆိုတော့ leading time မျိုးမှာအခုလက်ရှိမမကျော်ဒီလို result နောက်တစ်ဆင့်တက်ဖို့လုံးဝအခြေအနေကောင်းသွားပြီကျွန်တော်တို့ final ကိုကျွန်တော်တို့ဒီပေါ့နော်ခြေတလန်းလောက်တော့လှမ်းထားနိုင်ပြီလို့ကျွန်တော်တို့ပြောလို့ရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီစပါးနဲ့ကျွန်တော်တို့ကြားမှာကွာလာတော့တစ်ခုရှိအဲ့ဒါဘာလဲဆိုတော့စပါးကကျွန်တော်တို့ဒီဖလား ဖလားနဲ့ပတ်သက်ပြီးတော့စပါအဲ့လောက်ကြီးမဟုတ်တဲ့အခြေအနေမျိုးပဲဒါပေမဲ့တခုရှိတာကျွန်တော်တို့စပါနဲ့တွေ့လို့ရှိရင်အမြဲတမ်းအမြဲတမ်းကြုံရှုံးနေတည်တာဒီဟာဒီမှာကျွန်တော်စပါကိုတပွဲမှနိုင်မထားဘူးထင်တယ်ကျွန်တော်တို့ဆိုတော့အဲ့ဒီချက်တော့ကျွန်တော်စိုးရင်ကြတော့ရှိရဒါပေမဲ့ကျွန်တော်တို့ဒီဖလားနဲ့ပတ်သက်ရင်စပါအဲဒီပါနော်ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဇကားနဲ့ထည့်ပြောစရာတော့မလိုတဲ့အခြေအနေမျိုးမှာကျွန်တော်အမြဲတမ်းရှိနေခဲ့တာဆိုတော့ဘလူးဝဲဖြစ်ဖြစ်ကျွန်တော်ကတော့တပွဲကြော်ပြီးတော့ပြောနေတဲ့အခြေအနေမျိုးတော့ဖြစ်တာပေါ့လေဆိုတော့ ရဇက်ကလည်းတပွဲကြော်ပြီးတော့ပြောလို့ရတဲ့အနေအထားမျိုးတော့ဖြစ်တယ်ဒါပေမဲ့ဘလူးပဲဖြစ်ဖြစ်ကိုအသင်းရဲ့ကစားသမားတွေရဲ့အခြေစွမ်းကျွန်တော်တို့သိရတိုင်းပဲဆိုတော့ဒီတော့ကျွန်တော်တို့အိမ်ဝင်းမှာတကြော့ကြောင့်နောက်တကြော့ကျွန်တော်ပြန်ကန်တာတော့ချက်တော့ကျွန်တော်စောင့်ကြည့်ရအောင်မယ်ဘလူးပဲဖြစ်ဒီရဇက်ကတော့နောက်တစ်ဆင့်ကိုလုံးဝဘာမှကျွန်တော်တို့ဒီပေါ့နော်ဟိုအမားရွေးမရှိဘဲနဲ့အဲဒီပေါ့နော်အေးအေးဆေးဆေးလေးနောက်တစ်ဆင့်ကိုတတ်တဲ့နဲ့ ရက်ဇက်မျိုးလို့ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ဒီနေ့ပွဲမှာကစားသမားတွေကစားသမားတွေရောနီးပြအပြောင်းလဲအဲဆိုတော့ကြီးကပြောင်းလဲနီးပြရဲ့ကျွန်တော်ဒီအပြောင်းအလဲတွေရောအားလုံးကိုကျွန်တော်တော်တော်လေးသဘောကျတယ်ဒီနေ့ပွဲမှာအနာရသွားတဲ့ကစားသမားတွေအောင်ရှိတယ်မထင်မှတ်ဖင်းနေပါတော့မထင်မှတ်ဖင်းနေကျွန်တော်ပွဲကလုံးဝကျွန်တော်ဒီ ခုပမာအများကြီးရှိနေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ဒီပေါ့နော်နားပြလို့ရတဲ့ကစားသမားတွေကျွန်တော်အများကြီးထွက်လာတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ဒီတက်ကြောင့်မလို့ဒီနေ့ပွဲကတော့ကျွန်တော်တို့ဒီမထင်မဲ့ဖဲနေတက်တောင်တက်တာအေးအေးဆေးဆေးလေးကျွန်တော်တို့အနိုင်ရခဲ့တဲ့ပွဲလို့ကျွန်တော်ပြောလို့ရတယ်ဘာမှကျွန်တော်တို့ထိခိုက်မှုပိဆက်မှုမရှိဘူးဒါပြင်ကျွန်တော်အာမတ်တို့ဒီလစ်တို့ကျွန်တော်ပြန်ဝင်ကစားလာတယ်မြင်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်အတင်းတော် positive အရန်ဆောင်တဲ့အချက်တွေကိုကျွန်တော်မြင်ခဲ့ရတာဖြစ်ပါတယ်ဆိုတော့ brother တို့ရောဒီပွဲနဲ့ပတ်သက်ပြီးရောဘယ်လိုမြင်ကြလဲ comment တွေမှာဝင်ရောက် match ချက်ပေးသွားလို့ရပါတယ်ဆိုတော့ channel ကို subscribe လုပ်လို့ဆိုလို့ရှိရင် subscribe လုပ်ပေးကြပါဦးအားလုံးတောင်းဆိုပါတယ်ကျွန်တော်နောက်ထပ် video မှာတွေ့ကြပါမယ်အားလုံးကျေးဇူးပါ